မင်္ဂလာပါနော်မရှိဒီနေ့ကတော့အီရန်ရဲ့နျူကလ িয়ার တပ်ပုံမြေနျူကလ িয়ার လုံးနေနေရာ၃နေရာကိုဒီမှာဒီမှာနော်၃နေရာကိုတို့ကဒီမှာဒီ၃နေရာကိုဒီနေ့ပုံချိတတ်ပါပြီတိတ်မကြသေးခင်ကဆိုအီရန်ကအခုချိန်မှာမနေ့ပိုင်းဖြစ်သွားတည်တယ်ဆိုပုံချိလိုက်ပြီ ဆိုတော့ကျွန်တော်ဒီနေ့ဘာတစ်ခုပြောပြချင်လဲဆိုရင်ဟိုနေ့ကဒီအီရန်ရဲ့ခေါင်းဆောင်ပေါ့နော် Spring Leader တကယ်နိုင်ငံရေးမှာနိုင်ငံရေးခေါင်းဆောင်ဒီဘာတိုင်းမှာခေါင်းဆောင်ဖြစ်တဲ့သူကဘာပြောလဲဆိုရင်အော်ဆရာကောင်းတယ်နော်သူကတက်ကြီးနေပြီတဲ့ဘသူမတိုက်လက်ငါမချခင်တေတော့တေရတော့မှာပေါ့နော်ဘသူတက်တက်မတက်တက်ငါမချခင်မတေရတော့မှာအရင်ကလည်းချွေရလာပြီ အတက်ရကြီးတယ်ဖြစ်တော့ကြောင့်တော့မကြံခင်တည်ရတော့မယ်ဒါကြောင့်ဘသူဘက်သူ့လာတတ်တတ်တူကြီးမဆက်ဘူးသူတည်ရမှာပဲသူကြီးမဆက်ဘူးဘာဖြစ်ကျွန်တော်တို့ဒီလမ်းစဉ်ကတော့အပြက်တက်လောက်တော့ရမယ်ဆိုပြီးမှသူပြောနေတာကြားလာသူအဲ့လိုပြောတာကိုကျွန်တော်ကြားရတဲ့အချိန်မှာအော်အာနာရှင်ဆိုတာကအဲ့ဒလိုပါရဲ့ငါဖြစ်လဲဖြစ်ပါစေငါဖြစ်သွားလဲဘာမှဖြစ်ဘူးဖြစ်ပါစေ ငါတိုင်းပြည်ကပြည်သူပြည်သားတွေဖြစ်လဲဘလို့ပဲဖြစ်ဖြစ်တေးတေးမတေးတေးသူကယူမဆိုင်ပါလားဆိုတော့ကြည်ချင်းအဖေအမတမနောင်တရပါဟိုအမတမစိတ်တိခါရငါဆိုတဲ့စိတ်အကွက်လိုပဲမြန်မာနိုင်ငံမှာထုံနေလောက်အောင်ပဲဒီငါဆိုတဲ့အာနာယူထားတဲ့ဒီအာနာရှင်အာနာရှင်ဆန်တဲ့ခေါင်းဆောင်တွေရဲ့စိတ်တက်ကအလုပ်ပဲအမမဆိုသူကငါတည်တော့မယ်ဒါပေမဲ့မင်းတို့နေခဲ့တဲ့ကြံခဲ့တဲ့ ီပီတူပီတာတွေဝမ်းဝမ်းတာတာပျော်ပျော်ရွှင်ရွှင်ကြာကြာမာမာချာချာတာတာနဲ့နေနိုင်အောင်တွေ့တော့တော့အကောင်းဆုံးကျွန်တော်တို့လှုပ်သွားပြီးမယ်ဆိုတော့မရှိဘူး။ဘာပြောလဲဆိုရင်သူတည်တော့မယ်တဲ့။ဘယ်သူမှမတိုက်လဲသူတို့လာတိုက်လဲငါမတက်ဘယ်သူမှငါ့ကိုလာမတက်တော့မှငါသက်ကြီးနေပြီငါတည်တော့မှာပေါ့။သူ့သူတည်တော့မှာပဲတဲ့။ဆိုတော့သူတို့ပဲငါ့ကိုလာတတ်တတ်သူကြီးမဆက်ဘူး။သူလိုရမဲ့အရာကိုတော့ဆက်ပြီးလှုပ်သွားမယ်လို့ပြောပြောတာဖြစ်တယ်။ဆိုတော့ဒါကိုကြည့်ချင်းအဖြစ် ဒီလိုမျိုးနေရမှာဒါမိတ်ဆွေတီနိုင်ငံမနေရမဆွေမြန်မာနိုင်ငံနဲ့တော့မထူးသလောက်ပဲဖြစ်ပါတယ်အခုဒီနေ့မနေ့ကပဲဒီ Donald Trump ရဲ့ဒီမီဒီယာတခု social media တခုကနေသူပြောတာကသူဗီဒူးနဲ့ရွေးစင်နိုင်ငံမှာရှိတဲ့တိုက်လေဖြစ်တဲ့ဘုံကျဲလေကြီးဖြစ်တဲ့ဗီဒူးကတိုက်ပလက်ပါပြီအီရန်နိုင်ငံမှာရှိတဲ့ဒီမှာဒီနိုင်ငံဒီနိုင်ငံမှာရှိဒီနေရာ၃နေရာကို 16တန်လောက်ရှိတဲ့ဘုံကနေကျဲတာဖြစ်ပြီးဒီဘုံကဘာလဲဆိုရင်ဟိုးအောက်ခြေအထိဟိုတခါကျွန်တော်ဗီဒီယိုလုပ်ထားတယ်လို့ပါပဲအာ history ကဒီဘုံကိုသူတောင်းလာဖြစ်ပါတယ် history နိုင်ငံမှာလည်းသူ့မှာမရှိပါဘူးအာဒီနိုင်ငံဘက်ပဲရှိတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီဘုံကိုတောင်းတာကိုညီပေးဖို့အတွက်သူကတောင်းလာဖြစ်တယ်ဒါမဲ့ဒီနေ့ကတော့ USA နိုင်ငံအမမကသူကဟိုနေ့ကပြောနေတာ အစ္စရေးကိုကူညီဖို့အတွက်ပဲပြောတာဒါပေမဲ့ဒီနေ့ကတော့တခါလဲရွေးစင်နိုင်ငံအနေနဲ့အဲ့ဒီစစ်ပွဲကိုလက်တွဲလိုက်တာဖြစ်ပါတယ်ပါဝင်လိုက်တာဖြစ်ပါတယ်ဒါကအေပီတူရဲ့အမတမဒီရွေးစင်နိုင်ငံမှာလဲစိုးရိမ်ဆရာရှိတဲ့နေသားမျိုးရှိတယ်အီရန်ကလည်းဟိုပေါ်ပေါ်တက်တက်ပေါ်ပေါ်တက်တက်တော့မဟုတ်ဘူးသူတို့မှာလဲလက်နဲ့တွေအများကြီးရှိတာဖြစ်တယ်နော်ရွေးစင်နိုင်ငံကချထားတဲ့ဒီစစ်တပ်တွေ အခု media is my web pp ဒီပတ်ဝန်းကျင်တွေမှာထားထားတဲ့သူရဲ့စစ်တပ်တွေပေါ့နော်စစ်လေရေတွေနော်အခြေစစ်ခန်းတွေကိုအီရန်ကတိုက်လာလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့သူတို့မှလို့တတ်နိုင်စွမ်းရှိတယ်လက်နက်ကအယံမြင်တဲ့လက်နက်အယံပြင်းတဲ့အယံပြင်းတဲ့လက်နက်သူတို့မှရှိတာဖြစ်ပါတယ်ဆိုတော့သူတို့လည်းအနာဂတ် 哦ငါတို့တိုက်လိုက်ပြီဆိုရင်ငါတို့ကြောက်ကြောက်ပြီးမှဒီတိုင်းနားလိုက်မယ်ဆိုရတော့ဖြစ်မှာမဟုတ်ပါဘူးဆိုဒီဂျာတန်မှာအခုအီရန်ရဲ့တရုတ်ရဲ့နော်ကိုရီးယားရဲ့ပါကစ္စတန်ရဲ့ဒီသုံးနိုင်ငံကလည်းလေးနိုင်ငံကလည်းသူ့ကိုပတ်ပိုးနေတာဖြစ်တယ်သူကဟိုနေ့ပြောတယ်အမေရိကန်နိုင်ငံသားလေးမင်္ဂတာဒီစစ်ပွဲမှာပါမယ်ဆိုဒီအီရန်နဲ့အီစရီဂျာတန်မှာပါဝင်မှုပါဝင်မယ်ဆိုရင်ငါတို့လည်းအီရန်ကိုတန်းတရာကူညီပြီးမှ ကိုညီသွားမယ်လို့သူတို့ပြောတာဖြစ်ပါတယ်။ဆိုတော့ဒီနေ့ကတော့ပါပီးလိုက်ပြီဆိုတော့ဒီ US နိုင်ငံအနေနဲ့ပါဝါပြီဖြစ်တော့ကြောင်းမလို့ဒီနိုင်ငံနိုင်ငံနေနေဒီနိုင်ငံလေးနိုင်ငံနေနဲ့ US နိုင်ငံဘယ်လိုလုပ်လောက်မလဲအီရန်ကိုဘယ်လိုကူညီထောက်ပံ့မှုတွေလုပ်လောက်မလဲဆိုတာကိုကျွန်တော်တို့အာစောင့်ကြည့်ဖို့လိုတာလိုတာဖြစ်ပါတယ်အမတမဝန်နေဆက်ကောင်းတယ်ချွန်ကလုံးဝလုံးဝတော့အသက်ဆုံးရှုံးတော့တို့မလို့ချင်ပါဘူး တော်ရှိအသက်ဆုံးရှုံးတော့တို့မလို့ချင်ဘူးအသက်လေးပျောက်သွားတော့တို့မလို့ချင်ပါဘူးလုံးဝမလို့ချင်ပါဘူးတို့ကစီးပွားတမားဖြစ်တဲ့ကြောင့်မို့နိုင်ငံတိုင်းမှာကိုစီးပွားနဲ့ကိုကောင်းအောင်လုပ်ပြီးမှကိုတိုင်းပြည်နဲ့ကိုပြည်သူပြည်သားတွေချမ်းသာအောင်လုပ်မယ်ကိုတိုင်းပြည်ကြွယ်ဝအောင်လုပ်ပြီးမှစီးပွားနည်းစီးပွားတွေဖလှယ်ကြဖို့အတွက်တို့မှရွယ်ချက်ရှိတာဖြစ်ပါဒါမဲ့ဒီအီရန်ကတော့တို့မှလက်နက်မှရှိမယ်ဆိုတော့ဒါကကျွန်တော်ဥပမာနဲ့ပြောထားတယ်လို့ပဲကလေးတယောက် ကျေးဇူးတော်ကိုမောင်းတင်ထားပြီးမှအဲငန်းကလေးကိုပေးထားတဲ့အဲ့ပေးထားတဲ့ညတူပဲသူအမျိုးပုံစံရှိတာဖြစ်တယ်။သူမှနျူကလ িয়ার လက်နက်သာရှိမစွင်။သူပတ်ဝန်းကျင်မှာရှိတဲ့လူရဲ့နော်။သူနဲ့ဆက်ကျင်မဲ့ဆိုရက်အီရန်အအမေရိကန်ရဲ့အစ္စရေးရဲ့ပင်နာပတ်ဝန်းကျင်ရဲ့လွယ်မှာမဟုတ်ပါဘူး။ဒါကြောင့်သူမှနျူကလ িয়ার လက်နက်ရှိသွားမစွင်။ကဘာကိုသူကချေချောက်ပြီးမှလှုပ်ချင်တာလှုပ်လာမဲ့နေတိုင်းမှရှိတော့ကြောင်းမလို့။ ျွန်တော်ချောက်ကလည်းဒီအစစ်စင်ဝင်လိုက်ပြီးမှဒီစစ်ဘောပေါဝင်ပြီးမှဒီရဲ့သူတို့မှာရှိတဲ့နျူကလ িয়ার လုတ်တဲ့နေရာ၃နေရာကိုဖျက်ဆီးလိုက်ပြီးဖြစ်တယ်ဆိုတော့ဆက်ပြီးဖြစ်လာမယ်ဆိုရင်ငွေကြီးအနေနဲ့ရွေးစင်နိုင်ငံတွေကစစ်ဘောထိုးကြောက်မှုတွေဖြစ်လာမယ်အာကိုကိုဇင်းတို့ကြီးလာမယ်ပြီးတော့ဓာတ်စစ်ဆေးတွေကတော့ဒီထက်မကကြီးလာနိုင်မယ်ဓာတ်စစ်ဆေးရင်ကြီးလာမယ် မြန်မာနိုင်ငံသူတို့ပြမြန်မာနိုင်ငံမှာလည်းဓာတ်စီစီကပို့ပြီးအရင်ကြီးလာမှာဘာကြောင့်လဲဆိုရင်အီရန်နိုင်ငံကနေတင်သွင်းလာတဲ့ရန်များတွေနော်ဖြတ်တောက်မှုတွေဖြစ်စီမှုတွေဖြစ်လာမှာဆိုရင်ပို့ပြီးမှအာဒီရန်နာဒီဓာတ်စီစီတွေကတော့လုံးဝစီးကြီးလာမယ့်နေထိုင်မှုမရှိပါဘူးဆိုတော့ဒီနေ့ကတော့ true breaking news အနေနဲ့တော့လုံးဝဒီနေ့တော့ပုံကြီးလိုက်ပြီဆိုတော့မနေ့ပြန်ကျွန်တော်တို့ထလာတဲ့အခု8:00တော့မယ်တနင်္ဂနွေနေ့เนาะမနေ့ထလာတဲ့ချိန် ဘယ်လိုအခြေအနေဖြစ်မလဲဆိုတော့ဆောက်ရင်းနဲ့ပဲကျွန်တော်တို့အာရီကောင်ဆောင်နဲ့ကျွန်တော်ဆောက်ရတော့မှာဖြစ်ပါတယ်ကျွန်တော်ဆွတ်တောင်းတာကနှစ်ဖက်စုံးတွေညီပီပီလေးညီနိုင်ပြီးမှစစ်ပွဲမှာဖြစ်သွားဖို့ပဲရှိပါစေလို့ကျွန်တော်ဆွတ်တောင်းနေတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီစစ်ပွဲမှာခုဆက်လိုက်ပြီးမှ Trokey Trokin နိုင်ငံသားပါဝင်လာမှဆိုရင်တကယ်ကပါစစ်ပွဲတော့ဖြစ်ပါပြီဖြစ်ဖြစ်ဖြစ်တယ်။ဆိုတော့ခုဒီ Iran ကိုထောက်ပံ့မယ်ဆိုရက် ကွန်ကြီးမျိုးစွဒီလေးနိုင်ငံကလည်း USA ကိုဘယ်လိုတိုက်ခိုက်မှုလုပ်လာမလဲဘယ်လိုနစ်နာမှုတွေလုပ်လာမလဲဆိုတာကိုကိုယ်ကလည်းမသိသေးပါဘူးဒါပေမဲ့တကယ်နဲ့နစ်နာမှုတွေများစွာဖြစ်လာမယ်ပူပေါင်းမှုတွေဖက်လာဖြစ်လာမယ်ဆိုတော့ USA ကတော့ Russia နဲ့တရုတ်ကိုလည်းတိုက်ဖို့အနေနဲ့တားမျိုးတည်းဖြစ်လက်ဖြစ်လာနိုင်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုရင်ကျွန်တော်ထင်တာကတော့ဒီ Iran က Iran ကို USA အေ Iran ကို ရုရှားတရုတ်နော်ကိုရီးယားဒီတုံးနိုင်ငံကလောကလေလင်းနိုင်ငံလောကသူတို့ပတ်ပေါ်မယ်ဘာကြောင့်လဲဆိုရင်တရုတ်ကလည်းအခုတော့ USA ကိုတိတ်မကျေနပ်ဘူးရုရှားကလည်းအမေရိကန်ကလည်းသူအယူကရိန်းနိုင်ငံကိုကူညီလို့သူသူစစ်တိုက်ပြီးကူညီစစ်တိုက်ပြီးနေတာဖြစ်တယ်လေယူကရိန်းနိုင်ငံကို USA ကလည်းလည်းတကူညီနေပတ်စံနဲ့ကူညီတော့ကြောင့်ဒီရုရှားကိုတိုက်နေတာလေဆိုတော့ခုလေရုရှားက အီရန်ကိုကိုကိုပြီးမှအဲ့လိုတိုက်ခိုက်တိုက်ခိုက်စေမဲ့အနေအထားမျိုးမှာဖြစ်လာမယ်။ဒါပေမဲ့လောလောဆယ်ရုရှားကတော့သူ့မှာစစ်သားနဲ့မရှိတော့ဘူး။မြောက်ကိုရီးယားကနေဇီလုထားတဲ့ပထမ6000ကတည်သွားပြီးမှဒုတိယတစ်ကြိမ်6000ဇီလုထားတာဖြစ်ပါတယ်။ဆိုတော့ဘယ်လိုလောက်မလဲဆိုတော့ကျွန်တော်တို့မနေ့ဖြန်မနေ့ကျရင်စောက်ကြည့်ရင်းနဲ့ပဲကျွန်တော်ကျွန်တော်ဒီမှာညအခုညဖြစ်သွားတာပေါ့။မြန်မာနိုင်ငံတော်နေ့လေပေါ့။စောက်ကြည့်ရင်းနဲ့ကျွန်တော်တို့အတန်းအဆုံး အေးချမ်းချမ်းနဲ့ဖြစ်သွားပါစေလို့ဆုတောင်းနေတဲ့ကျွန်တော်ဒီမှာလည်းနေ့ကိုချုပ်ချင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ဆက်လက်ပြီးတွေ့ကြရအောင်ကျွန်တော်ထင်တာဒီစစ်ပွဲကတော့ငြိမ်းမယ်ဆိုရင်ငြိမ်းတော့မငြိမ်းဘူးဆိုရင်စီစေးစားစေကောင်းလို့တက်လာပြီးမှရွေးစင်နိုင်ငံကလည်းစီးပွားတိုက်ခိုက်မှုလည်းဖြစ်လာမယ်စတောမတ်ကက်တွေအေးစီးတွေဘာညာလည်းအကုန်လုံးကျလာပြီးမှရွှေစည်းကတော့တက်လာလိမ့်မယ်လို့မျိုးရင်းနဲ့ပြောရင်းနဲ့ဒီမှာပဲနေ့ကိုချုပ်ချင်ပါတယ်နောက်မှပြန်တွေ့ကြမယ်နော်